စန်းလပိုင်းမှာတထေးဖြစ်ကိန်းနဲ့ဝင်နေတဲ့နေနဲ့နေထီချဲပေါက်ကိန်းနဲ့ဝင်နေတဲ့နေနဲ့နေအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာတို့တထေးဖြစ်ကိန်းနဲ့ဝင်နေဆိုတာကတထေးဖြစ်တော့မယ်လို့ပြောတာဖြစ်ပါတယ်။ထီချဲပေါက်ကိန်းနဲ့ဝင်တော့မယ်ဆိုတာကထီချဲပေါက်ကိန်းရှိရလို့ပြောတာဖြစ်ပါတယ်။เนาะအဲ့တော့ဆရာတို့တထေးဖြစ်တထေးဖြစ်နိုင်တဲ့နေနဲ့၅ခုเนาะထီချဲပေါက်ကိန်းရှိရနေနဲ့၅ခုဟာ ဒီကိန်းကနန်းတွေကိုဝင်နေတယ်เนาะကိန်းကနန်းဆိုတာတော့ဒီတထင်းဖြစ်ကိန်းထီချဲပေါက်ကိန်းကန်ဆမ်းမဲပေါက်ကိန်းငွေအလုံးကြီးဝင်ကိန်းရှိတဲ့ကိန်းကနန်းတွေကတော့တိတရဲ့နှစ်ရဲ့၄ရဲ့၅ရဲ့ခုရဲ့ဖြစ်ပါတယ်ဒီကနန်း၅လုံးအားဆိုရင်12လပိုင်းမှာတထင်းဖြစ်ကိန်းရှိတယ်ငွေအလုံးကြီးဝင်ကိန်းရှိတယ်ထီချဲတွေပေါက်ကိန်းရှိတယ်နော်ကန်ဆမ်းမဲတွေပေါက်ကိန်းရှိတယ်ကိုကြံစီသမ ्या ကိစ္စတွေအောင်မြင်တိုးတက်တော့မယ်လို့ဆရာပြောချင်တာဖြစ်ပါတယ် အဲ့တော့တင်းနစ်လေးခွန်းတင်းနစ်လေးငါးခွန်းဆိုတဲ့အကြောင်းကိုဆရာပြောပြပါမယ်တင်းဆိုတာကတော့တင်းငွေကိုပြောတာဖြစ်ပါတယ်နစ်ဆိုတာကတော့တင်းလာကိုပြောတာဖြစ်ပါတယ်လေးဆိုတာကတော့ဗုဒ္ဓဟူကိုဖြစ်ပြောတာဖြစ်ပါတယ်ငါးဆိုတာကတော့ကြာသာပတိကိုပြောတာဖြစ်ပါတယ်ခွန်းဆိုတာကတော့စနေကိုပြောတာဖြစ်ပါတယ်အဲ့တော့ဆရာတို့တနင်္ဂနွေရဲ့တနင်္လာရဲ့ဗုဒ္ဓဟူးရဲ့ကြာသာပတိရဲ့စနေရဲ့ဒီနေ့နဲ့၅ခုပါဆိုရင်ဆရာတို့အခုလာမယ့်၁၂လပိုင်းမှာအရန်ကိုမှကံကောင်းနေပါရဲ့ ဘာရီကန်ကောင်းလဲဆိုရင်တို့ကနော်အကျွေးတွေရှိအကျွေးတွေကြည်မယ်ရစရာရှိတဲ့ပတ်စံတွေလည်းပြန်ရမယ်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်ကန်စမ်းမဲတွေပေါက်ကိန်းရှိတယ်အောင်းနေတဲ့ပစ္စည်းတွေလည်းရောင်းထွက်မယ်ကိုရောင်းကျင်တဲ့ပစ္စည်းတွေအကုန်လုံးလည်းရောင်းထွက်မယ်နော်ကိုကြံစီသမျှကိစ္စတွေလည်းအောင်းမြင်မယ်နော်လိုရင်းစံနာတွေလည်းပြေဝမယ်အယောင်းဝယ်တွေလည်းကောင်းမယ်အလုံးကိုင်းတွေလည်းအဆင်ပြေမယ် အလုံးလက်မဲ့ဖြစ်နေတဲ့သူတွေတောင်မှအလုံးကိုင်းနေရရှိစေပြီးတော့မှအောင်မြင်တိုးတက်ချမ်းသာတော့မဲ့ဇာတာတဲ့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဇာခုနပြောလို့ပဲတည့်ရဲ့နေ့ရဲ့၄ရဲ့၅ရဲ့ခွန်ရဲ့ဒီကိန်းကနန်းတွေကအယံကိုကောင်းပါတယ်။ဒီကိန်းကနန်းတွေကိုတွားကြည့်လိုက်ပြီဆိုရင်လည်းတနင်္ဂနွေတနင်္လာဘုဒ္ဓဟူးကြာတာပရိစနေကိုတွေ့ရှိရတာဖြစ်ပါတယ်။အဲ့တော့ဆရာသေးကြပါဦးပြောနိုင်တာဒီနေ့နဲ့၅ခုကဒီနေ့နဲ့၅ခုကဒီ၁၂လပိုင်းနဲ့ရောက်ပြီဆိုတာနဲ့ကန်ထူးကန်ကောင်းလာလိမ့်မယ်။နော်ကန်ညံ့နေတာကြီးလည်းပျောက်သွားလိမ့်မယ်။ ြီးရင်လက်ပိတ်နေတာကြီးလည်းပျောက်ပြီးတော့မှလက်ပွင့်လက်ရွှင်လာလိမ့်မယ်နော်ကိုဘာပဲလှုပ်လှုပ်ကိုအစဉ်ပြေလာလိမ့်မယ်နော်ငွေလည်းအထုံးလိုက်အထည်လိုက်ရမယ်အလုံးရေးရမယ်နော်ကို့မှာငွေပြက်လက်နေရယ်လုံးဝငွေမရှိတော့ဆိုရင်တော့မှအရက်ဆယ်မျက်နှာအရက်ရှစ်မျက်နှာအရက်လေးမျက်နှာနေပြီးတော့လေငွေတွေရလာတတ်တယ်ကို့ငွေကြီးနဲ့ပတ်သက်ပြီးတော့ဒါပြန်ပေးတာမျိုးတွေဒါမှမဟုတ်တခြားသူကကို့ကိုကူညီရာစောင့်ရှောက်တာမျိုးတွေလည်းကြုံရတတ်တယ် เนาะအဲ့တော့ဒီနေ့နဲ့၅ခုပါဆိုရင်၁၂လပိုင်းအတွက်ကံအကောင်းဆုံးနေ့နဲ့၅ခုလည်းဖြစ်တယ်လို့တထေးကိန်းဝင်နေတဲ့ထီချဲပေါက်ကိန်းဝင်နေတဲ့နေ့နဲ့၅ခုလည်းဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့နဲ့၅ခုပါဆိုရင်၁၂လပိုင်းမှာဖရားတရားပို့လို့ရမယ်အလူဒါနတွေပြုလို့ရမယ်စိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ထားကောင်းကောင်းထားရမယ်เนาะပြီးရင်၅ပါးတိလာလည်းလုံအောင်ထိမ့်မယ်เนาะဒါဆိုရင်ဆရာတို့ပေါ့เนาะဒီ၁၂လပိုင်းမှာဒီနေ့နဲ့၅ခုပါ အယံဝမှာကန်ကောင်းပြီးတော့အယံဝမှာအဆင်ပြေလာလိမ့်မယ်နော်ကြံစီသားမြကိစ္စကြီးလည်းအားလုံးအောင်မြင်တိုးတက်လာလိမ့်မယ်နော်ကိုမှာရှိတဲ့ကျမ်းမာရေးညံ့နေတော့မှကျမ်းမာရေးတွေပြန်ကောင်းလာမယ်နော်စာမူးရေးတွေအောင်လာမယ်ပညာရေးတွေတိုးတက်လာမယ်အခြေရေးအိမ်ဆောင်ရေးအဆင်ပြေလာမယ်လူမှုရေးတွေပြန်ကောင်းလာမယ်စီးပွားရေးတွေတဟုန်လုံးတိုးတက်လာမယ်လုပ်ငန်းအသစ်လုပ်နေတဲ့သူတွေလည်းပိုပြီးအောင်မြင်လာမယ်လက်ရှိလုပ်ငန်း ဒီလုံနေတဲ့သူတွေလည်းပို့ပြီးတော့အဆင်ပြေလာမယ်။နော်မိကောင်းဆွေကောင်းတွေရရှိလာမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့နဲ့၅ခုပါဆိုရင်ဆရာပြောတဲ့အားတွေကိုတတိထားပြီးတော့မှလုတ်ပေးဖို့ဆရာပြောခြင်းပါတယ်။ဖျားတရားများများလုတ်ပါ။အလူဒါနများများလုတ်ပါ။စိတ်စိတ်ကောင်းနှလုံးကောင်းထားပါ။နော်စူးစားစရာရှိတဲ့ကိစ္စတွေကိုစူးစားပါ။နော်ဒါမျိုးတွေလုပ်မယ်ဆိုရင်ဆရာတို့နော်ဒီကိုလို့ဆရာရှိရတဲ့ကိစ္စတွေပို့ပြီးတော့အားဆိုင်ပြီးတော့လုပ်မယ်ဆိုရင်၁၂လပိုင်းဟာနှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့အတွက်ဒီနေ့နဲ့၅ခုပါ เนาะနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲ12လပိုင်းမှာဆရာခုနပြောလို့ပဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲဒီနေနဲ့၅ခုကငွေဟို12လပိုင်းမှာအကုန်လုံးတိမ့်ကျုံပြီးတော့ယူသွားမဲ့နေနဲ့၅ခုဖြစ်ပါတယ်အဲ့တော့ဒီနေနဲ့၅ခုကထီတွေချဲတွေလည်းကန်ဆန်းလို့ရတယ်12လပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကိရှိတယ်ကန်ဆန်းမဲ့စုကြီးပေါက်ပေါက်ကိရှိတယ်အဲ့တော့ကန်ဆန်းနေတဲ့ဟာဒီအကုန်လုံးကန်ဆန်းလို့ရတယ်ဆိုတာကိုဆရာဒီကနေပြီးတော့ပြောချင်ပါတယ်เนาะအဲ့တော့ ဆရာပရိသတ်ခွန်ကြီးရဲ့သာသမီအားလုံးကိုဆရာပြောချင်တာကတော့ဆရာဒီ Facebook page ကပြတ်သွားပါတယ်အဲ့တော့ဆရာရဲ့ဒီ Facebook page ရော TikTok တော့ဒီအရေးကြီးတဲ့ဒီချက်လေးပြောပေးမယ်ဆရာရဲ့ Facebook account နဲ့အခု TikTok account ကို like and follow လေးလုပ်ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဝေဝင်အောင်ဆူတောင်းပေးမယ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းများများလေး share ထားပေးမယ်เนาะ ဒီကိုအနေနဲ့ပါပါမပါပါဒီနေ့ဒီဗီဒီယိုလေးကိုများများလေး share ထားပေးမယ်။တရားတခြားခုနှစ်ရသာသမီတွေကြည့်လို့ရအောင်လို့ပါနော်။ဒီဗီဒီယိုလေးကိုလည်း like and follow လေးလုပ်ထားပေးမယ်။ comment မှာလည်းမိမိနေနံကိုရေးထားပေးမယ်။ဆရာတဦးတယောက်ချင်းစီတိုင်းကိုဝေးဝင်းအောင်ဆူတောင်းပေးပါမယ်။ဆရာရဲ့ TikTok account, Facebook account ကိုလည်း like မလုပ်ရသေးရင် like လုပ်ထားပေးပါ၊ follow လုပ်ထားပေးပါလို့ပြောချင်ပါတယ်။ဆရာစီမှာလည်း12လပိုင်းအတွက်ဝေးဝင်းချမ်းစီတဲ့ကံကောင်းစီတဲ့အထူးအစီအမံရည်ရည်တွေကိုလာအပ်လို့ရပါပြီ။ เนาะဆရာစီမှာရေဒီယာအချင်းနေဆိုရင်เนาะဆရာရဲ့ဒီ Viber ဖုန်းနံပါတ်39966331ဒါမှမဟုတ် Telegram ဖုန်းနံပါတ်66331မှာစာပို့ဆက်သွယ်ပြီးတော့ဆရာစီမှာရေဒီယာအက်လို့ရပါတယ်เนาะဆရာရဲ့ KB ဇပင်းငွေလွှဲအကောင့်ဖုန်းနံပါတ်ကလည်း66331ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်ငွေမလွှဲပါနဲ့ဆရာအကောင့်အတူတွေရှိလို့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးအဲ့တော့ဆရာပြိတ္တတွေကိုဆရာပြောချင်တာကတော့ဒီစနက်လာပိုင်းအတွက်ဝေဝင်ကျန်းစေတဲ့အထူးအစီအမံ ယရိယာတွေကိုဆရာစီမှာလာအဲ့လိုရပြီပြီးတော့ဘေးဒီနေလဲမေးလို့ရတယ်ယရိယာအဲ့လိုရတယ်နော်ဆရာစီမှာဘေးဒီမေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရတယ်အချားမြင့်မေးလို့ရတယ်စိုင်းနံပဲပေးလူနံပဲပေးလဲမေးလို့ရတယ်အောက်လန်းပြောကားတွေလဲဆစ်လို့ရတယ်ဆိုတာကိုဆရာပြောချင်ပါတယ်နော်ပြီးတော့ဆရာကိုမေးကြတယ်ဆရာပြိတ်တယ်ဆရာစနစ်လာပိုင်းမှာဆရာစီကနေအဆောင်ဝယ်ခြင်းနဲ့ဘာအဆောင်တွေဝယ်ရမလဲဘာအဆောင်တွေကဝင်ဝင်ကြမ်းမလဲကန့်ကောင်းမလဲအဆင်ပြေမလဲမင်းနေတဲ့သူတွေအတွက်ဆရာစနစ်လာပိုင်းအတွက်ပေါ့နော်ဒါ နော်ဦးတော်ဘိုးဘိုးကြီးကိုရောနော်ဆရာအဘဘိုးဘိုးအောင်ဘိုးမင်းကောင်နော်အမားတော်မြန်နှန်းတွေနော်အကုန်လုံးကိုဆရာအပ်ပေးထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်တယ်ဆရာကိုယ်တိုင်လည်းတေချာစူတောင်းစီမံပြီးတော့ရတရားရေပြုလုပ်ထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်ဒီလက်ကောက်လေးတွေကို12လပိုင်းမှာဝယ်ဆောင်ကြည့်ပါနော်ဆရာတေးသေးချာချာလေးကိုနောက်ဆုံးပိတ်အိမ်ွယ်လွယ်ဆိုတဲ့အတိုင်းပဲနော်ဆရာပြိဿတွေအကုန်လုံးနှစ်တနှစ်ရဲ့နောက်ဆုံးနှစ်မှာငွေဝင်ကြအောင်လို့ဆရာအဆောင်လက်ကောက်လေးတွေကိုစီမံထားတာဖြစ်ပါတယ်အဲ့တော့အဆောင်လက်ကောက်လေးတွေလည်းဆရာစီမှာလာဝယ်ပြီးတော့ဝတ်ကြည့်ပါ เนาะဆရာတို့လာမဲနှစ်မှာလဲเนาะဒီနေဟောင်းကကန်ဆိုးကန်နေကန်ညံ့တာတွေပါမသွားအောင်လို့ဒီအဆောင်လက်ကောက်လေးတွေဝစ်ပြီးတော့ကန်ထူးကန်ကောင်းအောင်ဝေးဝင်ကြအောင်လို့ဆရာတို့လုပ်လို့ရပါတယ်အဲဒါကြောင့်လို့ဆရာအဆောင်လက်ကောက်လေးတွေကိုဝယ်ခြင်းနဲ့ဆိုရင် Viber တို့ Telegram တို့ Messenger တို့မှာလာဝယ်လို့ရပါတယ်ဆိုတာဆရာပြောခြင်းပါတယ် account တွေ patient တွေရှိရောတစ်ချက်လေးတော့တင်ထားပေးကြပါအဲတော့စနေလပိုင်းမှာဆရာပြိတ္တ9ရက်တာသမီအားလုံးရောเนาะ9ရက်တာသမီအားလုံးเนาะ ဒီစနက်လာပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကြပါစေကျမ်းမာချမ်းသာကြပါစေငွေလုံးရင်းဝင်ကြပါစေလို့ဆရာထူးမြောင်နေစုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်